င်္ဂလာပါသူတအဖျားဖျားဆွေးနွေးခန်းကနေပြန်လဲကြိုဆိုလိုက်ပါလေကျွန်တော်ဂျော်နီပါကျမကတော့ဒေါ်နယ်နီဖြစ်ပါလေရှင်မင်္ဂလာပါရှင်ကဘာအဖော်ရီဆုံးမြို့တွေကဘယ်မြို့တွေလဲဆိုတာကိုစိတ်ဝင်စားကြတယ်ဟုတ်ဒီနေ့အဲ့ဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့လေလာမှုတစ်ခုကိုအတူတူကြည့်ပြီးဆွေးနွေးသွားကြအောင်ကျွန်တော်ဒီနေ့အဓိကကြည့်မှာကလည်း Time Out Magazine ကနေကဘာအနန်မြို့ကြီးတွေမှာရှိတဲ့ဒေတာခန်းတွေအဲ၁၈၅လာလောက်ကို သူတို့မြို့တွေပေါ့ဘလို့မြင်လဲဆိုတာမေးထားတဲ့စစ်တမ်းတစ်ခုရဲ့ရလဒ်ဒီပေါ့ဟုတ်ကဲ့အဲ့ဒီစစ်တမ်းကတကယ်တော့အချက်လက်တော်တော်များများကို ကောက်ထားတာပါဒါပေမဲ့ကျမတို့ဒီနေ့အဓိကဆွေးနွေးချင်တဲ့အပိုင်းကတော့အဲ့ဒီဒေတာခံတွေကိုမေးထားတဲ့အဓိကမေးခွန်းတစ်ခုရဲ့အဖြေတွေပဲပေါ့နော်ဟုတ်ကဲ့ဘယ်မေးခွန်းမျိုးလဲအဲ့ဒါကတော့ကိုယ့်ရဲ့နေရမ်းမြို့ဟာဘလောက်အထိ for you ပြုံခါမှုရှိရလို့ထင်မှတ်တယ်လဲဆိုတဲ့မေးခွန်းပါပဲ အဲ့ဒီအဖြေဒီပေါ်မူတည်ပြီးတော့သူတို့ကကဘာအဖို့ယူဆုံးမြို့ထိတ်ဆုံး20စာရင်းကိုပြုစုခဲ့တာပါ။อืมဟုတ်ကဲ့စစ်တမ်းမှာတခြားအညွန့်ကင်းတွေလည်းပါတော့ပါမယ်။ဥပမာအဲစိန်လန်းတဲ့နေရာတွေရင်ကျေးမှုအမှုပြငါလှူရှားမှုတွေနောက်ပြီးပျော်ရွှင်မှုအစစ်နေပေါ့ဒါပေမဲ့ဒီနေ့ဆွေးနွေးမှုမှာတော့အဲ့ဒီဖော်ယူမှုဆိုတဲ့ data ခန့်ကြီးရဲ့ကိုယ့်ပိုင်အမြင်ကိုပဲအဓိကထားပြီးပြောကြမယ်လို့စဉ်းစားထားတယ်။ကောင်းပါပြီ။ဒါဆိုရင်ဘလို့အချက်တွေကမျိုးတစ်မျိုးကိုဖော်ယူရလို့ data ခန့်တွေကိုယ်တိုင်ကခန်းစားရစေတာလဲ ဘယ်မျိုးတွေကဒီမြင်မှာထိတ်ဆုံးရောက်နေတယ်လဲဆိုတော့ကိုပဲအာယုံဆိုင်ပြီးစားလိုက်ကြတာပေါ့ကဲပထမဆုံးအဆင့်တင်နေရကိုကြည့်လိုက်တော့ပေါ်တူဂီနိုင်ငံကပေါ်ထိုမျိုးဖြစ်နေတယ်ဟုတ်ကဲ့ပေါ်ထိုမျိုးတကယ်ကိုအန်အိုစီယာကောင်းတဲ့အချက်ကအဲ့ဒီမျိုးကဒေတာခံ80%ဟုတ်တယ်80%ကသူတို့ရဲ့အနေချင်းတွေကပေါ်ရွေးကြတယ်ပြီးတော့မျိုးတစ်ခုလုံးကအဲ့ဝစ်ချေပေါ်တယ်လို့ဖြေဆိုထားကြတယ်80%ဆိုတော့ပေါ်တိုလီကိုမြန်မာတဲ့အရေးအတွက်ပဲနော်ဒေတာကအများစုအကြီးက ခံစားနေရလဲဆိုတော့ကိုပြနေတာဖြစ်နိုင်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ဒါစရင်းနဲ့ကတခြားမျိုးလေးနဲ့နှိုင်းရှင်ကြည့်လိုက်ရင်ပိုပြီးတော့တိတာထင်ရှားစေမယ့်အချက်တစ်ခုပါဟုတ်ပါတယ်အဲ့ဒီ65ပါးစင်ဆိုလဲကင်ကနဲ့ဟာကိုစေဝင်စားစေရပဲကဲနော်နံပါတ်1နေရာကိုကြည့်လိုက်တော့ဒါကစပိန်နိုင်ငံမြောက်ပိုင်းကဘီလ်ဘာအိုမြို့ဖြစ်ပါလေအင်းတေဘာအိုဟုတ်ကဲ့အဲ့ဒီဆရာဒေသခံ87%ကသူတို့မြို့ဟာအဲ့ဝိဂျေပွန်တယ်လို့ဆိုပါတယ် ဒါလည်းတော်တော်မြင့်နေရခိုင်နှုန်းတစ်ခုပဲဒါပေမဲ့ဒီနေရာမှာပေါ်ပြီးတော့ကျွန်တော်စိတ်ဝင်စားသွားတာကစပိန်နိုင်ငံကဒီထိတ်ဆုံးနစီစီမှာ မြို့ပေါင်း၄မြို့တောင်ပါနေတယ်ဟုတ်ပါတယ်ငယ်အောင်ဆုံးပဲဟုတ်တယ်ဘီလ်ဘာအိုဘီယံမက်ဒရစ်ဗလန်စီယာနောက်ပြီးဆေဗီယိုတို့လည်းပါနေတာတွေ့ရတယ်ဒီဟုတ်ကဲ့ဒီစပိန်မြို့တွေအများပြပါဝင်မှုနဲ့ပတ်သက်ပြီးတော့လေ Time Out Magazine ကတုံ့တက်ချက်လေးတခုပေးထားတာရှိပါတယ် သူတို့ကတော့စပိန်လူမျိုးတွေရေပူးရေးအဖျင်ပြူပြူရွှင်ရွှင်နေတတ်ကြတာကလေတာယာနွေးထွေးတဲ့ယာတီဥဒုရဲ့ပြီးတော့သူတို့ရဲ့နမေကျော်တာပတ်လို့ခေါ်တဲ့အမေးစားဆွဲလေးတွေဝိုင်းဖွဲ့စားတော့ကြတဲ့လူမှုရေးရင်ကျေးမှုအဲ့ဒါတွေကြောင့်ဖြစ်နိုင်တယ်လို့ဆိုကြတယ်တော့လေอืมဒါကတော့စဉ်းစားစရာတစ်ခုပေါ့ပတ်ဝန်းကျင်အခြေအညီနဲ့လူမှုဒလိတွေကလူတွေရဲ့အမြင်နဲ့အဖြစ်အမှုကိုဘလောက်အထိလွမ်းမိုးနိုင်တယ်လဲဆိုတာမျိုးပေါ့ဒါပဲစဉ်းစားကြည့်လေယာတီဥဒုကောင်းတာနဲ့အစားတော့ရင်ကျေးမှု အဲ့ဒါကအဓိကအကြောင်းရင်းလို့ပြောရုံနဲ့လုံလောက်ပါမလားကျွန်မဆိုလိုတာကမြို့လေးမြို့တောင်ပါနေတာဆိုတော့လေဒီပေါ်ယူမှုလို့ဒေတာခံဒီခန်းစားရတဲ့နောက်ွယ်မှာ အာပိုချေဖက်နေလူမှုရေးဒါမှမဟုတ်စီးပွားရေးအကြောင်းရင်းတွေများရှိနေအောင်မလားဟုတ်ကဲ့ဟုတ်ကဲ့ဟောစပင်ရဲ့လူနေမှုပုံစံမှာတိုင်းကဝဲအချင်းချင်းပို့ပြီးရင်းနှီးချင်စရာအားပေးတဲ့အချက်တွေရှိနေလို့လားဒီစစ်တမ်းကတော့အဲ့လောက်အထိအသေးစိတ်မဖော်ပြထားဘူးဆိုတော့မှန်ပါတယ်တိုင်းမောင်ရဲ့သုံးသချက်ကလည်းဖြစ်နိုင်ခြေတစ်ခုလို့တင်ပြတာပါပဲတကယ်တမ်းတော့ဒီလိုဒေတာခန်တွေရဲ့အမြင်တွေစုပေါင်းပြီးထွက်ပေါ်လာတဲ့ရလဒ်တွေနောက်ွက်ကအကြောင်းရင်းအတိအကျကိုတော့ဒီစစ်တမ်းတစ်ခုတည်းနဲ့လို့ပြောလို့ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ဒါမဲ့ဒီလိုစပိန်မြို့တွေအစုလိုက်ပါဝင်နေတာကတော့ အဲ့ဒီ data တွေမှာ data ကန်တွေကသူတို့ရဲ့ပဝင်းကျင်ပေါ့အကောင့်မြင်စိတ်ပိုများလေဒါမို့ for you မှုကိုတန်ပိုးထားတဲ့လူမှုပုံစံရှိနေတယ်လို့တော့ညွန်ပြနေတယ်လို့ပါပဲအဲ့ဒါတော့အမှန်ပဲကဲနောက်ထပ်စိတ်ဝင်စားစရာမျိုးတစ်မျိုးကိုတွေ့ကြည့်အောင်နံပါတ်3နေရာမှာရှိတဲ့ကိုလံဘီယာနိုင်ငံရဲ့ဒုတိယကြီးဆုံးမြို့မက်ဒလင်ပါပဲဒီမြို့ကသူ့ရဲ့စီးကားနဲ့ညဘမြင်ကွင်းနဲ့အရသာရှိတဲ့အစားအစာတွေကြောင့်လူသိများသလိုထိုင်မောက်ကပဲဖော်ပြထားတာတခုရှိသေးတယ် အဲ့ဒါကကဘာပေါ်မှာဒုတိယမြောက်အပျော်ရှင်ဆုံးမြို့ဖြစ်လဲတတ်မှတ်ခံရတယ်လို့ဆိုပါတယ်။ဟိုးဒါအရန်ကိုတတိပုဇရာကောင်းတဲ့ဆက်ဆက်မှုပဲနော်။ကြည့်လေမက်ဒီလင်ကဒေတာခံ69ပါးဆန်အသူတို့မြို့ဟာခရီးသွားတွေကိုလက်ခံကြိုဆိုလိမ့်မယ်လို့ယုံကြည်ကြတယ်။ဟုတ်ကဲ့။တချိန်တည်းမှာပဲကဘာဒုတိယအပျော်ရှင်ဆုံးမြို့ဖြစ်နေပြန်ရော။ဆိုတော့ဒီဒေတာခံဒီရဲ့ကိုပိုင်ပျော်ရွှင်မှုအဆင့်ကြီးရဲ့သူတို့ရဲ့မြို့ကိုဖော်ယူတယ်လို့မြင်တဲ့အမြင် ကြိုးစိုးလိုစိတ်ဒီချာမှာတိုက်ရိုက်မဟုတ်တော့မှာပေါ့နော် ခိုင်မာတဲ့တွေ့ဝိုက်ဆက်နွယ်မှုရှိနေနိုင်တယ်လို့ယူဆလို့ရနိုင်ပါတယ်อืมဟုတ်နိုင်တယ်ဟုတ်ကဲ့လူတွေကိုလိုင်းကစိတ်ချမ်းသာပျော်ရွှင်နေရဲ့အခါသူတို့ရဲ့ပဝင်းကျင်ကိုရောလာရောက်တဲ့ဧည့်သည်တွေကိုပါပို့ပြီးဖော်ယူစွာဆက်ဆံတတ်ကြတာမျိုးဒါကတဘာဝကြပါသေးဟုတ်ပါပြီဥရောပတောင်အမေရိကကထိတ်တန်းမျိုးလေးကိုကြည့်ပြီးပြီဆိုတော့ကဲအာရှဘက်ကိုတစ်ချက်ကြည့်အောင်ဒီနေရာမှာတော့အခြေအနေကနည်းနည်းကွာခြားနေတာတွေ့ရတယ်ဗျဟုတ်ကဲ့ဘယ်လိုများလဲ ထိတ်ဆုံးမြို့နစီစီမှာလည်းအာရှတေတာကဗီယက်နမ်နိုင်ငံဟန်နွိုင်းမြို့အဆင့်၁၁နေထိုင်းနိုင်ငံချင်းမိုင်မြို့အဆင့်၁၆ဒီနှစ်မြို့ပဲပါဝင်ပါတယ်။တခြားတိုကျိုဆိုးစင်ကာပူဟောင်ကောင်လိုအာရှရဲ့နာမည်ကြီးမြို့တော်တော်များများဒီစင်တယ်မှာမတွေ့ရဘူး။ဒါကကျွန်တော်အတွက်တော့တော်တော်လေးအံ့ဩစရာပဲ။อืมဒါကတကယ်ကိုစဉ်းစားစရာချက်တခုပါ။ဘာကြောင့်အာရှမြို့တွေဟာဒီ for you မှုနဲ့ပတ်သက်တဲ့ဒေသခံတွေရဲ့အမြင်စစ်တမ်းမှာပါဝင်မှုနည်းနေရတယ်လဲဆိုလားဗောနော်။ ဟုတ်ကဲ့အကြောင်းရင်းအတိအကျကိုတော့ဒီစစ်တမ်းကနေကောက်ချက်ဆွဲလို့မရဘူးဒါပေမဲ့ဒီအချက်လက်ပုံစံကနေမေးခွန်းထုတ်စရာတွေတော့ရှိလာတာပေါ့ဟုတ်ဥပမာယဉ်ကျေးမှုအရာ for you မှုကိုပြတာပုံအတိပဲဖွင့်ဆိုပုံတွေကွာခြားနေလို့လားဒါမှမဟုတ်အာရှမြို့ကြီးတွေရဲ့လူနေမှုဘဝကပိုပြီးအလုံးများတဲ့ပိုးပြီးပြိုင်ဆိုင်မှုများလို့အနောက်နိုင်ငံတွေကမြို့တွေလိုအေးအေးဆေးဆေးအိမ်နီးချင်းနေနဲ့ရင်းရင်းနှီးနှီးနေထိုင်တဲ့ပုံစံမျိုးကိုဒေသခံတွေကအများစုမခံစားရတာမျိုးလား။အင်းဖြစ်နိုင်တယ်။ဟုတ်ကဲ့ ဒါတွေကဒီရလကနေဆက်တွဲလို့ရတဲ့ချက်တွေပါ ဟုတ်တယ်ဗျစဉ်းစားစရာပဲဒီစတန်ကဖော်ရွှေမှုကိုဘလို့တန်းတာတယ်ဆိုတာကိုပြန်ကြည့်ရင်ဒေသထန်ကြီးရဲ့ကိုပိုင်အမြင်ကိုမေးတာဆိုတော့လေအရှာရင်ကျင်းမှုတွေမှာအိမ်ထဲမှာအဝိဇ္ဇီတာနဲ့အပြင်မှာလူစိမ့်တွေပေါ်ပြသတဲ့ဖော်ရွှေမှုပုံစံကွာခြားတာမျိုးလည်းဖြစ်နိုင်တာပဲဟုတ်ပါတယ်ဒါမှမဟုတ်ဟိုစစ်တမ်းမေးခွန်းကိုပါတာပြန်တဲ့အခါဒါမှမဟုတ်နားလေသဘောပေါက်တဲ့အခါ ကွာခြားမှုတွေရှိသွားလာလားအကြောင်းရင်းများစွာရှိနိုင်တာပေါ့အတိအကျပါပဲဒါတွေကဒီရလက်ကိုတွေ့ရတဲ့အခါစစ်စစ်စဉ်းစားကြည့်လို့ရတဲ့ရှုထောင့်တွေပါပဲကဲထိတ်ဆုံးတုံးမျိုးနဲ့အာရှတဲ့ဒါချင်းတွေကိုဆွေးနွေးပြီးပြီဆိုတော့လေဆိုင်ရင်ထဲကတခြားစိတ်ဝင်စားစရာတွေ့ရှိဆက်တချို့ကိုကြည့်ကြရအောင်လားကောင်းပါလေရင်ကလို့မြို့အလုံးကိုတစ်ခုချင်းစီရေးတွက်နေမယ်အစားပေါ့နော်ထူးခြားတဲ့ပုံစံတွေဒါမှမဟုတ်အုပ်စုဖွဲ့မိုးလေးတွေကိုကြည့်တာကပူပြီးအမြင်ကျယ်စေမယ်ထင်ပါတယ်ရှင် ကောင်းတဲ့အချိန်ညာပါဟုတ်ကဲ့စပိန်နဲ့ပိုတူဂီကမြို့ရီစုပြီးပါဝင်နေတာကိုတွေ့ခဲ့ရတယ်လို့ပဲ UK United Kingdom ကမြို့ရီလေအတော်များများပါဝင်နေတာသတိထားမိတယ်များဟုတ်ကဲ့ UK ကမြို့ရီ Brighton ကအဆင့်6မြို့ Ireland က Belfast ကအဆင့်7 Scotland က Glasgow ကအဆင့်7ပါဒီလို UK မြို့သုံးမြို့ပါဝင်နေတာကလည်းစိတ်ဝင်စားစရာပဲသူတို့စီမှာတော့ပုံအချောင်းရံတစ်ခုခုများရှိနေမလား ဖြစ်နိုင်ပါတယ်ဥမာ Glasgow ဆိုရင်လည်းသူ့ရဲ့ဖို့ရွေတဲ့ဒေသကနေကြောင်းနာမည်ကြီးတယ်တော့အရင်ကလည်းကြားဘူးကြမှာပေါ့နော်ဟုတ်ကြားဘူးတယ် Brighton ဆိုရင်လည်းပွင့်လင်းပြီးလက်ခံကြိုဆိုတတ်တဲ့မြို့ဖြစ်လူသိများတယ် Belfast ကတော့သူ့ရဲ့တမိုင်းချီနေတဲ့ကြောင့်အရင်ကပုံရိပ်တမျိုးရှိခဲ့ပြီးမြဲအခုချိန်မှာဒေတာခန်တွေကသူတို့မျိုးကိုပို့ပြီးဖော်ရွေးတယ်လို့မြင်လာတာဖြစ်နိုင်ပါတယ်ဆိုတော့ဒါတွေက UK အတွင်းမှာတော့ကွဲပြားတဲ့ကြောင်းရင်းတွေရှိနိုင်တယ်ဆိုတာပြနေတာပါပဲနင်းနောက်ထပ်ထူးခြားတဲ့ခုက Africa တိုက်ကမြို့နဲ့မြို့ တောင်အဖရိကကေပတောင်ကအဆင့်၄နိုင်ဂျီးရီးယားလာဂို့စ်ကအဆင့်၅မှာအတိုလေးမြင့်တဲ့အဆင့်တွေနဲ့ပါဝင်နေတာပဲဟုတ်ပါထိတ်ဆိုး၅ထဲမှာ2မြို့တော့နော်ဟုတ်တယ်ဒါကလည်းအာရှမြို့တွေနေပါမှုနဲ့ယဉ်ကျေးစိတ်ဝင်စားစရာခြားနာချက်တစ်ခုပဲဒီမြို့တွေကဒေသခံတွေကတော့သူတို့မြို့ရဲ့ဘလို့အရေးတွေးတွေကို ဖော်ရွှေမှုလို့တတ်မှတ်ကြတယ်လဲဆိုတာသိချင်စရာပဲ ဟုတ်ပါတယ်ဒါကဖော်ရွေမှုဆိုတာကိုကပနီယာနန့်ကလူတွေကဘလို့ကွဲပြားစွာအတိတ်ပဲဖွင့်ကြတယ်လဲဆိုတာကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲကေပတောင်းရဲ့တဘာဝအလားပြားဒီလာဂိုစ်ရဲ့စီကားမှုနဲ့တက်ကြွမှုတွေကဒေတာခန်တွေရဲ့သူတို့မျိုးပေါ်ကွန်ယူမှုအကောင်းမြင်မှုတွေကိုတိုးစေပြီးတော့လीအဲ့ဒါကဖော်ရွေမှုလို့သူတို့ခန့်စားရတဲ့အမြင်ပေါ်တက်ရောက်မှုရှိမှမခင်အမဟုတ်ကဲ့တခြားဒေတာတွေကိုကြည့်ရင်အမေရိကန်ပြည်ထောင်စုကချီကာဂိုကအဆင့်၉ New Orleans ကကစစ်စနစ်နဲ့ပါဝင်တယ်။ Canada က Montreal ကအစစ်စခန်းနဲ့။ Australia က Brisbane ကအစစ်စကူ။အရှိအလေပိုင်းက UAE နိုင်ငံက Abu Dhabi ကအစစ်စံက။ Dubai ကအစစ်နစ်စဲနဲ့စည်ရင်ပိတ်ထားတယ်။ဆိုတော့ခြုံကြလိုက်ရင်ပထဝီဝင်ရတော်တော်လေးတော့ကွဲပြားဆုံးလင်မှုရှိတယ်လို့ဆိုရမှာပဲ။ဒါပေမဲ့အချို့ဒေသတွေကပိုပြီးအစုလိုက်ပါဝင်နေတာကလို့ထူခြားချက်ပဲ။ မှန်ပါတယ်ဒီစင်းကိုကြည်ပြီးကောက်ချစ်ဆွဲနိုင်တာကဖော်ရွေမှုဆိုတာတနည်းအားဖြင့်မှစုနေတာမဟုတ်ပဲကပ္အနီကအတော်များများမှဒေတာခန်ကြီးကသူတို့မျိုးကိုဖော်ရွေတယ်လို့ခန်းစားကြရတယ်ဆိုတာပါပဲဟုတ်ကဲ့ဒါပေမဲ့စပိန်အော်တူဂီ UK လိုနေရာတွေမှာဒီလိုခန်းစားမှုကပိုပြီးပြန့်နှံ့နေပုံရပါတယ်ဒီနေရာမှာထပ်ပြီးတတိပေးချင်တာကတော့ဒါတွေအားလုံးဟာခီးသွားတဲ့အတွေ့အကြုံမဟုတ်ပဲအဲ့ဒီမျိုးတွေမှာနေထိုင်တဲ့လူတွေရဲ့ကိုယ်ပိုင်အမြင်ကိုအခြေခံထားတယ်ဆိုတာပါပဲဟုတ်ကဲ့ ဒါရည်တည်ချက်ပဲဟုတ်ကဲ့သူတို့ရဲ့နေ့စဉ်ဘဝသူတို့ရဲ့အတိုင်းဝိုင်းကသူတို့အတော့ဘလို့ဖော်ရွေတယ်လဲဆိုတာကိုတိုင်းတာတာပါ ကောင်းပါပြီဒီလောက်ဆိုရင်ဒီ time out sit down ကနေရရှိတဲ့ကဘာအဖို့ရွေဆုံးမျိုးများနဲ့ပတ်သက်တဲ့အဓိကအချက်လက်တွေနဲ့စိတ်မင်စားကြပုံစံတွေကိုဆွေးလေးခဲ့ကြပြီးပြီလို့ထင်ပါတယ်အဓိကပြန်ချုပ်ရရင် ပေါ်တူဂီကပေါ်တိုမျိုးဟာဒေတာခံ85%ရဲ့ထောက်ခံမှုနဲ့ထိတ်ဆုံးကဥဆောင်ခဲ့တယ် ဟုတ်ကဲ့စပိန်နိုင်ငံကမြို့လေးမြို့နဲ့စရဲမှာများစွာပါဝင်ခဲ့ပြီးဒါကရာသီဥတုရင်ကျေးမှုနဲ့ဆက်ဆက်နိုင်တယ်လို့ပိုနယ်ရှိုင်းတဲ့အကြောင်းရင်းတွေလည်းရှိနိုင်တယ်ကိုလံဘီယာကမန္တလေးမြို့ကတော့ဒေသခံတွေရဲ့ပျော်ရွှင်မှုနဲ့ပေါ်ရွှင်မှုကြားကဖြစ်နိုင်ရရှိတဲ့ဆက်ဆက်မှုကိုပြသခဲ့တယ်အိမ်အာရှမြို့တွေရဲ့ပါဝင်မှုနယ်ပါးခဲ့တာကတော့ရင်ကျေးမှုကွာထားချက်တွေပေါ်မေးခွန်းထုတ်ဆရာဖြစ်စေခဲ့တယ်ပေါ့ဗျာအတိအကျပါပဲဒီစစ်တမ်းရဲ့အဓိကအားသာချက်ကတော့ data candy ရဲ့အတန်ကိုဖော်ပြနိုင်ခဲ့တာပါပဲသူတို့နေထိုင်ရာမြို့ပြပဝင်းကျင်ကိုသူတို့ကိုယ်တိုင်ဘလို့ခန်းစားတန်ဖိုးထားတယ်လဲဆိုတာကိုထင်ဟပ်စေပါတယ်ဒါပေမဲ့ဖော်ရွေမှုဆိုတာကိုတန်းတာတဲ့တခုတည်းသောနီလန်းတော့မဟုတ်ဘူးဆိုတာကိုလည်းတတိပြုရမှာမယ်ဒါက data candy ရဲ့ shutdown တခုသာဖြစ်ပါရှင်ဟုတ်ကဲ့အခုတို့စိတ်ဝင်စားစရာအချက်လက်တွေကိုဆွေးနွေးခဲ့ကြပြီးတဲ့နောက်မှာတော့လေနားထောင်နေသူတွေကိုစဉ်းစားစရာတွေးတစ်ခုလောက်နဲ့ဆုံးသက်ချင်ပါတယ်ဒီစစ်တမ်းကြား ဒေတာခန္ဒီရဲ့အမြင်ကိုအဓိကထားတယ်ဆိုတော့စဉ်းစားကြည့်အောင်လာရောက်လက်ပတ်တဲ့ဧည့်သည်တယောက်ကခံစားရတဲ့မြို့တစ်မြို့ရဲ့ဖော်ရမှုတွေ့ကြုံကအဲ့ဒီမြို့မှာအမြဲတမ်းနေထိုင်တဲ့ဒေတာခန္ဒီတယောက်ရဲ့အတွေ့အကြုံနဲ့ဘလို့များကွာခြားနိုင်မလဲ။အိုးဒါရဲကိုစဉ်းစားဖို့ကောင်းတယ်မေခွန်းပါပဲ။ဟုတ်ကဲ့။တခါတရံမှာလေဒေတာခန္ဒီတဲ့အရန်ဖော်ရွဲတယ်လို့ခံစားရတဲ့ရက်ွက်တစ်ခုမြို့တစ်မြို့ကအပြင်ကလာတဲ့အဲ့ဒီအတွက်ကြတော့အစာပိုင်းမှာ နည်းနည်းစိမ့်သက်နေတာမျိုးဒါမှမဟုတ်ဝင်ဆန့်ဖို့ခက်ခဲတာမျိုးဖြစ်နိုင်ပါလေရှင်ဟုတ်တယ်ဥမာဒေတာခံတွေကသူတို့အချင်းချင်းအရန်ရင်းနှီးကြပြီမဲ့အပြစ်လို့ပုံမှာတော့နည်းနည်းရှက်တက်တာဒါမှမဟုတ်ဘာသာစကားအခက်ခဲကြောင့်ဆက်ဆံဖို့ဝင်လေးတာမျိုးရှိနေတာပေါ့ဟုတ်ပါတယ်တဖက်မှာလည်းကျွန်တော်စဉ်းစားမိတာကခီးတွားလုပ်ငန်းအတ ିକ လုပ်ကိုင်းတွေမျိုးတွေမှာဆိုရင်လေဝင်ဆောင်မှုပေးတဲ့သူတွေကအဲ့တဲ့တွေပေါ့အလွန်ဖော်ယူကြပြီမဲ့ဒေတာခံတွေချင်းချင်းကြားကဆက်ဆံရေးကတော့အဲ့ဒီလောက်နှွေးထွေးမှုမရှိတာမျိုးလည်းရှိနေတယ် မှန်ပါတယ်အဲ့လိုလဲရှိနိုင်တယ်ဆိုတော့ဒီစစ်တမ်းမှာတရိပ်မိထားရဲ့အိနီးချင်းဖော်ယူမှုတို့အဝတ်ကျပွန်မှုတို့ဖြင့်တခြားဘလို့အချက်တွေကမြို့တမြို့ကိုအပြင်လူယွန်းအတွင်းလူပါတကယ်ပဲကြိုးဆိုပြီးဖော်ယူတယ်လို့ခံစားရစေနိုင်မလဲအများကြီးရှိနိုင်ပါတယ်ရှင်ဥပမာအများပြည်သူသုံးသက်ယူပူးဆောင်ရေးစနစ်ကဘလောက်အတုံးကြီးရလွယ်ကူတယ်လဲဟွန်းဟုတ်တယ်အချက်လက်တွေဘလောက်ရရှိနိုင်တယ်လဲမြို့ရဲ့လမ်းတွေပန်းခြံတွေကဘလောက်တန့်ရှင်းပြီးလုံခြုံစိတ်ချရတယ်လဲ လုံချုံဟေကအရေးကြီးတာပေါ့ဟုတ်ကဲ့နောက်ပြီးတော့မတူခွဲပြားတဲ့ယဉ်ကျေးမှုတွေနောက်ခံတွေကိုလက်ခံနိုင်တဲ့ပွင့်လင်းတဲ့လူမှုအတိုင်းအဝိုင်းရှိသလားအင်္ဂလိပ်လိုဒါမှမဟုတ်တခြားနိုင်ငံခြားဘာသာစကားတွေကိုဒေသခံတွေဘလောက်နားလဲပြောဆိုနိုင်တယ်လဲဒါတွေအလုံးကလေ for ရွေမှုလို့ခင်စားရစေတဲ့အတွေ့အကြုံဟုတ်ပုံ for တဲ့အစိပ်ပိုင်းတွေပါပဲဒါကြောင့်ဒီ time out စစ်တမ်းကကဘာအဖော်ရွေဆုံးမျိုးတွေပေါ့ဒေသခံတွေရဲ့စိတ်ဝင်စားစရာအမြင်တစ်ခုကိုပေးနိုင်ခဲ့ပေမဲ့ ဖော်ရွေမှုဆိုတဲ့ချက်ပြန်တဲ့အယူအဆကိုတော့ရှုထောင့်မျိုးစုံနဲ့ဆက်လက်စဉ်းစားဆင်ခြင်ဖို့လိုအပ်နေဦးမှာပါဟုတ်ကဲ့မှန်ပါတယ်ဒီနေ့ဆွံ့ရွေးခဲ့တဲ့အချက်လက်တွေကအဲ့ဒီလိုဆက်သွေးဖို့အတွက်ကောင်းမွန်တဲ့စာပြုံးမှုတစ်ခုခင်မယ်လို့မျှော်လင့်ပါတယ်ဗျာသူတို့အဖျားဖျားဆွေးနွေးခါမှာပြန်လည်ဆုံတွေ့ကြမယ်နိဟုတ်ကဲ့ပါနားဆင်သူအားလုံးကျေးဇူးတင်ပါတယ်ရှင်ပြန်လည်ဆုံတွေ့ကြပါစို့